1948ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက်မြန်မာစစ်တပ်လက်အောက်မှာမြောက်ပိုင်းတိုင်းနဲ့တောင်ပိုင်းတိုင်းဆိုပြီးတိုင်းစစ်ဌာနချုပ်နှစ်ခုပဲဖွဲ့စည်းထားပါတယ်1967မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနောက်တောင်တိုင်းစစ်ဌာနချုပ် အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဆိုပြီးစစ်တိုင်း၅ခုထပ်မံဖွဲ့စည်းခဲ့ပါတယ်1965မှာရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့1982မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကိုထပ်မံတိုးချက်ဖွင့်လှစ်ခဲ့ပြီးတိုင်းစစ်ဌာနချုပ်10ခုအထိရှိလာပါတယ်မူလကတိုင်းစစ်ဌာနချုပ်တွေကို ကာကွယ်ရေးဦးစီးချုပ်ယုံကြည်ကအိုက်ရိုက်ကွက်ခဲ့ပေမဲ့ တိုင်းစစ်ဌာနချုပ်တွေများလာချိန်မှာကာကွယ်ရေးစစ်စင်ရေးအထူးအဖွဲ့ကစထဆိုတာကိုစတင်ဖွဲ့စည်းကုတ်ကဲခဲ့ပါတယ်အမှတ်၈ကာကွယ်ရေးစစ်စင်ရေးအထူးအဖွဲ့ကစထတိတ်ကို1988 April 28ရက်မှာ ဖွဲ့စည်းပြီးကစထနှစ်ကို1989 June 1ရက်မှာဖွဲ့စည်းပါတယ်ကစထတိတ်အဖွဲ့မှုက ဗိုလ်ချုပ်ထွန်းကြီးဖြစ်ပြီးကစထနှင့်အဖွဲ့မှုကဒေါက်တာနေစိုးမောင်ရဲ့ဖခင်ဗိုလ်ချုပ်တင်စိန်ဖြစ်ပါတယ်။1996မှာထရီဂန်တိုင်းစစ်ဌာနချုပ်၊အန်ယိုဒန်တိုင်းစစ်ဌာနချုပ်၊2006မှာနေပြည်တော်တိုင်းစစ်ဌာနချုပ်၊2012မှာအရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဆိုပြီးစစ်တိုင်းလေးခုထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့လို့ဒါတွေကိုကုတ်ကဲဖို့ကစထ6အထိ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ 2021စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတိုင်းစစ်ဌာနချုပ်နှစ်ခုနဲ့စစ်စည်ရေးကုကဲမှုဌာနချုပ်တွေတပ်ရင်းတပ်ဖွဲ့ဌာနချုပ်တရာကျော်စစ်အင်ကာစင်တဲကပျောက်ွယ်သွားပါတယ်2023နဲ့2024မှာအထိနာခဲ့တဲ့စစ်တပ်ဟာတရုတ်အကူအညီနဲ့2024-25မှာဆုံးရှုံးနေမျိုးတွေပြန်ရဖို့ထိုးစစ်ဆင်လာသလို2025စက်တင်ဘာလကုန်ပိုင်းမှာ စစ်အင်္ဂါစင်အပြောင်းလဲတချို့လှုပ်လာတာတွေ့ရပါတယ်။ဒါဟာလက်ရှိစီးရေးအရာအပြောင်းလဲလှုပ်ခြင်းဖြစ်တယ်လို့ရွေးကောက်ပွဲအတွက်ပြင်ဆင်တာလို့လဲအုံသက်ကြပါတယ်။အဖက်မှာစစ်ကောင်းဆောင်မင်းအွန်လိုင်းကစစ်တပ်ရဲ့နောက်မျိုးဆက်အတွက်အာဏာလွှဲပြောင်းမဲ့အခင်းကျင်းပြင်ဆင်တာလို့လဲယူဆကြပါတယ်။ 2025စက်တင်ဘာမှာထွက်ပေါ်လာတဲ့သတင်းတွေအရစစ်ကောမရှင်ကကာစတာ6ကိုဖျက်သိမ်းပြီးကာစတာ5တခုပဲထားတော်မယ်လို့ဆိုပါတယ်။ပြောင်းလဲဖွဲ့စည်းတဲ့ကာစတာ5မှာအလဲပိုင်းတိုင်းတောင်ပိုင်းတိုင်းနေပြည်တော်ရန်ကုန်တိုင်းတို့နဲ့တိုင်းလေးကိုဒေသအုပ်ချုပ်ရေးဖွဲ့စည်းပုံအရမန္တလေးမကွေးပဲခူးရန်ကုန်နေပြည်တော်တိုင်းတွေပါဝင်တာတွေ့ရပါတယ်။စကိုင်းနဲ့အေယာဝတီကလွဲရင် ပြည်မရဲ့အချက်ချာကြတဲ့နေရာတွေကိုကဆတ်ထငါးအောက်မှာထည့်သွင်းထားပါတယ်စစ်ကော်မရှင်ကကဆတ်ထငါးလက်အောက်ဒေသတွေကိုအမဂန်ဒေသလုံးဝထိန်းချုပ်နိုင်တဲ့ဒေသလို့ရည်ရွယ်ပြီးစစ်ရေးအရအားစိုက်ပြင်ဆင်နေပုံရပါတယ်လက်ရှိကဆတ်ထငါးလက်အောက်ခံအလဲပိုင်းတိုင်းနေမီတဲမှာမတရားမြင်းကြံရမဲသိန်းခရိုင် မကွေးတိုင်းမှာပကုတ်ကူမင်းဘူးတရက်ခရိုင် ပဲခူးတိုင်းမှာစစ်တောင်းမြေဝနဲ့တောင်ကိုပဲခူးတာယာဝရီပြည်ခရိုင်တွေမှာ PDF နဲ့တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုပြင်းထန်နေပါတယ်။ရန်ကုန်မြို့ပေါ်မှာလစဉ်လာတိုင်းတိုက်ခိုက်မှုတွေရှိနေသလို PDF တွေထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတာတွေ့ရပါတယ်။မန္တလေးတိုင်းကညောင်ဦးခရိုင်၊မကွေးတိုင်းကမကွေးအောင်လံခရိုင်တွေမှာလည်းကြောက်ကြားလှုပ်ရှားမှုတွေအဆက်မပြတ်ရှိလာပါတယ်။ ဒါကြောင့်လက်ရှိကစထငါဖွဲ့စည်းတာကပြည်မအချက်ချာကြဒေတာတွေကိုအေချာကင်တွဲနှိမ်နှင်းလိုပေမဲ့လွယ်ကူမှာတော့မဟုတ်ပါဘူးလက်ရှိကစထငါမှုအဖြစ် ပြောင်းလဲတာဝန်ပေးခံရသူဟာအရင်ကကစထတင်မှု သူ့ဘိုလ်ချုပ်ကြီးကိုကိုဦးဖြစ်ပါတယ်သူဟာ MNDA ကိုကတ် အယုံနဲ့စစ်တပ်တို့ညှိနှိုင်းဆွေးနွေးပွဲတွေမှာတာဝန်ယူခဲ့ရသူဖြစ်ပြီးအိန္ဒိယစစ်တပ်နဲ့ဆွေးနွေးတဲ့နေရာမှာလည်းတာဝန်ယူခဲ့ရလို့စစ်ကောင်းဆောင်ပွဲထုတ်ခံရသူတဦးပါကာဆာထမူးတွေဒုတိယဗိုလ်ချုပ်ကြီးအဆင့်တွေထဲမှာဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်နိုင်တယ်လို့မှန်းဆခံနေရပါတယ်2021အာနာသိန်းစစ်တပ်ရဲ့ထိတ်ဆုံးနေရာရသူတွေမှာ ပါဝင်တဲ့မိုးမြင့်ထွန်းကျော်စွာလင်းကိုကိုဦးတို့၃ယောက်ဟာ နာဖခေဒုကျုံမောင်အေးရဲ့အိန္ဒိုဘာကိုရေးအရာရှိတွေကနေနေရာရလာကြသူတွေပါ မိုးမြင့်တွန်းအေးအယူခံခဲ့ရပေမဲ့တန်တဲ့နှစ်ယောက်ကထိတ်ဆုံးမှကြံနေပါသေးတယ်ကျော်စွာလင်း DSC 35ကကာကျုပ်ဖြစ်နိုင်တယ်ကိုကိုဦး DSA 38ကဒုကျုံဖြစ်နိုင်တယ်ဆိုပြီးရေပန်းစားနေပါတယ်မင်းအွန်လိုင်းအာနာရလာပြီးတော့နေပြည်တော်6လုံးတန်းမှာအရင်ကနံပါတ်1ဖြစ်ခဲ့တဲ့ ဘူတန်းရွှေတမဲအဖမ်းခံရပေမဲ့ခေါင်းမာသူစစ်တပ်အာဏာသိမ်းတာကိုထောက်ခံသူလို့ထင်ရှားခဲ့တဲ့ဦးမောင်အေးရဲ့လက်ရင်းလူတွေကမင်းအွန်လိုင်းဘေးမှာနေရာရနေတာတွေ့ရပါတယ်အခုလဲပြည်မရဲ့အချက်ချာကြဒေတာတွေမှာကစထကဖွဲ့စည်းမှုဟာစစ်တပ်ရဲ့အဖြူရောင်ဒေတာအဖြစ်ပြောင်းဖို့အတွက်အနာဂတ်တူးချို့ကိုကစထမှုတာဝန်ပေးအပ်စမ်းသပ်လိုက်ခြင်းဖြစ်ပါတယ် စစ်တပ်မှာဒုဗိုလ်မှူးကြီးတန်ရင်မှုအဆင့်အထိယာဒူးတိုးလွယ်ပေမဲ့ဗျူဟာမှုဗိုလ်မှူးကြီးတမ္မမှုဗိုလ်မှူးချုပ်ပြီးရင်တိုင်းမှုဗိုလ်ချုပ်ကစတ်ထမှုဒုဗိုလ်ချုပ်ကြီးယာဒူးတွေရဖို့ကအပြေးပြေးခက်ခဲလာပါတယ်။ကာချုပ်နဲ့ဒုကာချုပ်နေရာက အခက်ခဲဆုံးပါ။တန်ရင်မှုအလုံးဗျူဟာမှုမဖြစ်သလိုဗျူဟာမှုအလုံးတမ္မမှုမဖြစ်ကြပါဘူး။တမ္မှုအလုံးတိုင်းမှုမဖြစ်သလို့ တိုင်းမှုအာလုံကစထာမှုမဖြစ်ပါဘူးအစထာမှုအများကြီးတဲ့ကတာကျုံနဲ့တူးကျုံမဖြစ်နိုင်ပါဘူးဒါပေမဲ့မင်းအောင်လည်းရောစိုးဝင်းပါကစထာမှုတွေကနေတာကျုံတူးကျုံဖြစ်လာသူတွေပါလက်ရှိစစ်တပ်ရဲ့စစ်အင်္ဂါစင်အပြောင်းလဲမှာတွေ့ရတဲ့ကစထာကနေမြင်တဲ့ကစထာမှုအပြောင်းလဲတွေမှာစစ်ကော်မရှင်ရဲ့စီရေးရည်ရွယ်ချက်တွေတွေ့နေရသလို စစ်တပ်အာဏာဆက်ခံမဲ့သူတွေရွေးချယ်မွေးထုတ်နေတာကိုလည်းတွေ့ရပါတယ်။